မာဒါဟိုတယ်ကိုလံပိုမြို့ကနေပြီးတော့အင်ဒီဂိုလေချောင်းလိုင်းရဲ့စီစဉ်မှုနဲ့အဲ့လေချောင်းလိုင်းကလာကျူတဲ့ကားနဲ့ပဲမိနစ်20ခရီးပေါ့ဟိုတယ်ကနေပြီးတော့ကိုလံပိုလေစိတ်ကိုလင်းစီဖို့ new daily ကိုပထမစီးရမှာအဲ new daily ကမှတစ်စက်ခရာကိုမနေ့ပြန်20ရက်နေ့ညနေပိုင်းလောက်တော့ရောက်နိုင်ရောက်နိုင်တယ်လို့ထင်ရတာပေါ့နော် နေ့ည16ရက်နေ့ညတော့ကိုလံပိုလေးစိတ်မှာညနေ9:00နာရီခွဲလေနဲ့ချင်းနိုင်ကိုတစင်သွားမယ်ချင်းနိုင်ကနေမှတစင်ကိုကတ္တာကိုတစင်သွားမယ်ကိုကတ္တာနေကြရာကိုသွားမယ်ဒီနေ့နေ့လယ်7:00နာရီခွဲလောက်အရောက်ကြရာကိုရောက်ဖို့လက်မှတ်ဝယ်ထားတာပေါ့73အခွဲ့ ဒါမဲ့တိရလင်္ကာလေးချောင်းလိုင်းကပထမစီစဉ်ထားတဲ့လေအကြီးနေရာမှာလေအသေးပဲရောက်လာတဲ့အတွက်ဒီတဲ့တွေတော်တော်များများပေါ့ဆရာတော်တို့73အဖွဲ့ပါဝင်ခီးတဲ့တော်တော်များများအဲချင်းနိုင်အောင်သွားမဲ့ခီးတဲ့တွေ ြံရစ်ခဲ့ကြတာပေါ့။အဲဒီကြောင်းလိုင်းကလည်းသူတို့ကြောင့်ဖြစ်တာဆိုတော့သူတို့ကပဲတာဝန်ယူပြီးတော့ဒီလေးစိမ့်နဲ့နီးတဲ့ဓမ္မရာဟိုတယ်ကိုပို့ပေးတယ်။ဒီဟိုတယ်မှာမင်းညာတညာပေါ့။ဒီညာတညာတဲခွာမှာမင်းဆာနေလေစား လူတွေအတွက်ဆိုရင်ညစာပါစီစဉ်ပေးတာပေါ့ဟိုတယ်မှာတော့အစည်းအဝေးတွေလုပ်လို့ရတာပေါ့ပြည်နယ်ဖွဲ့တွေနဲ့ဒီကနောက်ဒီလင်္ကာမှာလည်း စာအုပ်ဖြန့်ဝေပွဲစာအုပ်အင်္ဂလိပ်လိုဆရာတော်ဟောတဲ့တရားတွေအင်္ဂလိပ်လိုစာအုပ်ဖြန့်ဝေတဲ့ကိစ္စတွေရယ်နောက်ပြီးတော့ဒေါက်တာပွဲယူတဲ့ကိစ္စတွေရယ်နောက်ကန်ဒီယာတန်ခါနာကဆရာတော်ကြီးဖူးပြီးတော့ဆွဲတော်ဖူးတဲ့ကိစ္စတွေရယ် နောက်ပြီးတော့ body pain မြမပြီ203မိုင်ပြိနိဗ္ဗာန်စံတော်မူပြီ90စင်းလူတော်ရဲ့ခေါင်းရင်းပိုင်းမှာပေါ့စိုက်ပြိုးမဲ့ body pain အလူလက်ခံတဲ့အခမ်းအနားပေါ့ ไอ้บอดี้บินด้วยกုံจ่าได้ดอลลาร์2000จ่อเลยเวียดนามพั่วอ่ะเว้ยหลุดั้นไปดาบ่2500ละก็จ่าตูรอดเมียนมาปีโออยากปู่ไปมาบ่นี่หลุดั้นเนาะแลดีสนิทจะอคันนาเนี่ยหลุดั้นไปดาบ่ไอ้มาหมาไล่ดาแลดีบอดี้บินโอ တကယ်တက်ရှိဖရားလို့သဘောထားပြီးတော့ပူဇော်ဖို့ပေါ့လေအရိယာဒီလင်ကဖုံးကြီးရတော့ဘလို့မှားလိုက်တာပေါ့သူတို့ကိုယ်တိုင်ကလည်းဒါဘောရီပင်ကိုယ်တိုင်ကဒါဖရားနဲ့ပတ်သက်တဲ့အတွက်ပေါ့တက်ရှိဖရားတစုလို့သဘောထားတဲ့သဘောထားတယ်ပေါ့ဒါကြောင့်မို့လို့လဲ ိုဆရာတော်ကိုတူတဲ့အခါမှာလည်းသူတို့လိုပဲပေါ့တကယ်လက်ရှိဖရာတစုလိုသဘောထားပြီးတော့ဆောက်ရှောက်ဖို့အတွက်ကိုမှားပေးလိုက်တာပေါ့လေမြန်မာပြည်မှာဆင်တော့ဟိုဖရာဆင်းသူတွေကိုတကယ်ဖရာရှင်လိုသဘောထားပြီးတော့ဟိုပူဇော်တာမျိုးပေါ့စီမီတို့ရေချမ်းတို့ဆွန်းတို့ကတ်လူတာမျိုးပေါ့လေ ဒါမျိုးတော့ကြားဘူးရတာပေါ့နော်ကြုံတွေ့ဘူးရတာပေါ့ဒီတိရလင်္ကာကျတော့ဒီဖျားရှင်ပွင့်တော်မူခဲ့တဲ့ဘောဓိပင်ကိုတော်မှဒီဘောဓိပင်ဒါတော်မှရူးဆက်ပေါင်းဟာဆက်နှစ်ဆက်လောက်တော့ရှိမှာပေါ့လေအချိန်ချင်းဖြည့်ဆည်းခံခဲ့ရတာဖြည့်ဆည်းခံခဲ့ရတာရှိတယ်။နောက်အဲ့ဒီကမှ ီ body အရင်ဖျားပွင့်ခဲ့တဲ့ body ပင်ရဲ့ music တွေပေါ့ဒီဒီ body ပင်တွေတော့မှဒါတကယ်တက်ရှိဖျားလို့သဘောထားပြီးတော့ယူတည်တည်နဲ့ပူဇော်ကြရတယ်ပေါ့လေဟိုစီမီတွေနဲ့ပူဇော်တယ်အမွှေးနဲ့တာနဲ့ပူဇော်တယ်စွန်းနေပါ body ပင်ကိုကတ်တယ်ပေါ့ ီလိုတွေပါဆရာတို့မနေ့ပိုင်းဟောဒီပင်ကိုဟောဒီပင်ပေါက်ကလေးကိုအလူခံတဲ့အခါမှာဂျုံတွေ့ရတာဟိုအဲ့တော့ကိုကစိတ်ကစိတ်ကိုကိုစိတ်ကိုပဲပြောင်းလိုက်တာပေါ့နော်တကယ်ဗောဓိပင်ကတော့ဖျားမဟုတ်ဘူးပေါ့ဒါမဲ့လည်း ါဖရာနဲ့ပတ်သက်တဲ့အခါကျတော့ဖရာရှင်ကိုတန်မိုးထားပြီးတော့မှပူဇော်လို့ရတယ်ဗောလေဟိုဘောဓိပင်တော်မှာဥချတဲ့သဘောမျိုးပေါ့နော်ဖရာနဲ့ပတ်သက်တဲ့အတွက်ပေါ့ဥချတဲ့သဘောမျိုးပေါ့ဒီဘောဓိပင်ကိုထိမ့်သိမ်းဆောက်ရှောက်ထားတာပေါ့အဲဒီလိုမျိုးဒီတန်မိုးထားတယ်ဆိုလဲဒါကုတို့ဖြစ်တာပဲပေါ့လေ ဖះကိုပူဇော်တယ်လို့တက်ရှိဖះကိုတော့မပြောနဲ့ပေါ့ဖះနဲ့ပတ်သက်တဲ့ဒီစင်သူတော်တွေမပြောနဲ့ပေါ့လေဖះရှင်နဲ့ပတ်သက်ခဲ့တဲ့ဘောဓိပင်ပေါ့ဒါတော့မှဒါအရင်ဘောဓိပင်ကတော့မရှိတော့ဘူးပေါ့ဒါကတော့နောက်မျိုးဆက်တွေပေါ့အဲ့လိုဘောဓိပင်မျိုးတော့မှဒီတိရိလန်အင်္ဂါနိုင်ငံသားတွေကတကယ်ကိုပူဇော်ကြတယ်ပေါ့နော် ဲ့တော့လေဒါဖះကိုကုစားပြုတဲ့ဆွေတော်ပေါ့နော်ဆွေတော်အစ်စ်လည်းဟုတ်မယ်ဒါမှမဟုတ်လေဆွေတော်ပွားတွေလည်းဖြစ်မယ်ပေါ့နောက်ဆွေတော်ထဲ့တဲ့ဆွေတော်ကျုပ်ပေါ့ဆွေတော်ဇီဒီပေါ့အဲ့ဒါမျိုးလည်းဟာတကယ်ကိုဖះရှင်နဲ့ပတ်သက်ခဲ့တဲ့ပတ်သက်တဲ့အတွက်ပေါ့လေတကယ်ကိုတန်မိုးထားပြီးတော့ထိန်းသိမ်းစောင့်ရှောက်ထားတာတွေပေါ့ ပူဇော်ကြတာတွေပေါ့အဲ့ဒါတွေကိုဒီသတိလင်္ကာနိုင်ငံမှာကိုတွေ့ကြုံရတာပေါ့အဲ့ဒီလိုတန်မိုးထားတဲ့အတွက်လေသတိလင်္ကာနိုင်ငံကဗုဒ္ဓဘာသာနိုင်ငံဖြစ်နေအခုချိန်ထိကြံရစ်ခဲ့တာပေါ့ဗုဒ္ဓဘာသာကတန်မိုးထားတဲ့နေရာမှာပဲရှိတဲ့သဘောမျိုးပေါ့လေမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကြံနေဆိုတာလေဗုဒ္ဓရဲ့တရားတော်တွေကိုဖျားနဲ့ အိန္ဒိယတို့တိလင်္ကာတို့လောက်အများကြီးမပတ်သက်ဘူးဆိုရင်တော့မှတရားနဲ့တော့အများကြီးပတ်သက်နေတာပေါ့ပတ်သက်နေတဲ့အတွက်ဘုရားရဲ့တရားတော်တွေကိုတန်မိုးထားလို့လို့လည်းမြန်မာနိုင်ငံမှာလည်းပရိယတိတာရဏာပေါ့ပရိပတ်တိတာရဏာတွေပရိဝေဒတာရဏာတွေအခုချိန်အထိထွန်းကားနေရဆိုတော့သဘောမျိုးပေါ့လေကိုတန်မိုးထားတာကိုကိုရကြတာပေါ့ တရားကိုတံမိုးထားတော့လေတရားအကောင်းတာပေါ့လေစာပေတံမိုးထားတော့စာပေပေါ့အကျင့်တံမိုးထားတော့ကျင့်ပေါ့သီလင်္ကာမှာတော့ရိတ်တာတွေကြတော့နေတာပေါ့စာပေကိုတံမိုးထားတော့ဘုရားရဲ့စာပေတွေတော့သီလင်္ကာမှာကျန်ရှိနေတဲ့တဘောပေါ့လေအဲဒါတော့မှဆရာတို့ဒီဆွေတော်ဖူးတဲ့ခကြီးတို့ ဒီ body bin အလူခံတဲ့ခရီးတွေမှာဒီတခြားဘာသာတွေကလည်းပို့ပြီးတော့ကြကြပြန့်ပြန့်ထိုးပေါက်နေတာမျိုးတော့ကြုံတွေ့ရတာပေါ့လေဘုရားဘာသာနိုင်ငံဖြစ်ပေမဲ့လည်းတခြားဘာသာတွေကလည်းဒါဖျားစင်းသူတွေလိုပဲပေါ့ စီကားတဲ့နေရာတွေမှာပေါ့လေနေရာကောင်းတွေမှာလည်းဒီလိုပဲဟိုအပြိုင်ဆိုင်ထိုးပေါက်လာတဲ့သဘောမျိုးကြုံတွေ့ရတာပေါ့ဒါလည်းဖြစ်နေကြပဲပေါ့လေဘာသာရေးခေါင်းဆောင်ခြင်းနေနေတော့ဟိုပြိုင်ဆိုင်ပြိုင်ဆိုင်ခြင်းနဲ့စိတ်တွေပေါ့လေပြိုင်ဆိုင်မှုတွေဒီလောက်ထိရှိရှိခြင်းမှာရှိမှာပေါ့ နောက်လိုက်တွေအနေနဲ့ကတော့ဘာပဲပြောသူ့ဘာသာနဲ့ခုဘာသာအဲသူ့ဆရာနဲ့ခုဆရာပြန်ဆိုင်ရင်ညတာတွေများတယ်ဆိုတာမျိုးတွေ့ရတာပေါ့အဲ့တော့ကိုကဟိုတခြားဘာသာအောင်အနိုင်ယူတလောက်ပေါ့ကိုကိုဘာသာအပေါ်မှာလည်းပြန်ပြီးတော့အနိုင်ယူခံရတာမျိုးတွေအဲအကြောင်းကျိုးတွေကိုလည်းနားလည်ရတာပေါ့လေဒါတွေကလည်းတားလို့မရဘူးပေါ့ ီလိုအခက်အခဲတွေဒီရှင်ပြိုင်မှုတွေပေါ့ဘေးရညေတွေကြားရရပဲတာရဏာတော်ထိမ့်သိမ်းဆောင်းလျှောက်ရတာပေါ့တာရဏာပြုကြရတာပဲပေါ့အများရဲ့ထုံနှန်းစင်လာပဲပေါ့လေဒီလိုအညေတွေကြားထဲမှာအဲဒီလောက်ထိဒါတာရဏာကြံ့ရင့်နေနေတာပဲ တော်ရည်တယ်လို့ပြောရမှာပေါ့လေအိန္ဒိယဆိုလဲဒါဖះမပြောနဲ့ပေါ့ဘုဒ္ဓဘာသာမပြောနဲ့ဘုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဒီဇေဒီတော်တွေတောင်မှစင်တုတော်တွေရောပေါ့နောက်ဒီဘောဓိပင်တွေပါအချိန်၁၂ချိန်လောက်ဖြည့်ဆည်းခဲ့ရတယ်ပေါ့ဖြည့်ဆည်းခံရတာမျိုးပေါ့ဒါမျိုးတောင်မှတ်တမ်းလေးကြုံတွေ့ရတာပေါ့ ဖြည့်စည်းခံရတယ်ဆိုတာလဲရှောင်လို့မရဘူးပေါ့လေဒါပေမဲ့ဓာကြီးကိုဆွဲလန်းနေရမှာလဲမဟုတ်ဘူးပေါ့ဒီလိုကြားရရပဲအနောက်ရှက်ဒါစီပေါ့အပြိုင်ဆိုင်ပေါ့ဒီကြားရရပဲတာနာကိုထိန်းသိမ်းဆောင်ရှောက်ရမယ်တာနာပြုတ်ရမှာပေါ့ဒါကတော့ဒီဘုဒ္ဓဘာသာတစ်ခုလည်းမဟုတ်ဘူးပေါ့တခြားဘာသာတွေလည်းဒီလိုပဲ ခက်အခဲတွေရှိကြမှာပဲပေါ့လေဒီလိုကြုံတွေ့ရမှာပေါ့ဒါတော့လောကရဲ့ထုံနှန်းစင်လာပြီလောကဒဏ်ပဲပေါ့လောကထဲမှာရှိနေတဲ့ဘာသာတရားမှန်တယ်များဘာသာဝင်မှန်တယ်များပေါ့ဘာသာရေးခေါင်းဆောင်မှန်တယ်များတော့ဒီလိုမျိုးကြုံတွေ့ရမှာပဲဆိုတော့နားလေတဘောပေါက်တာပေါ့ဒါတွေကစိတ်ပြတ်မှလည်းမဟုတ်ဘူးပေါ့လေအရှုံးပေးရမှလည်းမဟုတ်ဘူးပေါ့ ဒီလိုပဲဒီကြားရရပဲဒါကြိုးစားရမှာပေါ့ကိုကုတာဝင်တော့ကိုကြည်အောင်ကြိုးစားရမှာပေါ့ဖះရလည်းအနောက်ချက်ကြီးမြူးမြူးကြားရရဒါဖះဖြစ်အောင်ကြင့်ကြံအားထုတ်ခဲ့တာပေါ့ပါရမီတွေဖြစ်ခဲ့တာကိုလုံးမကိုရရတယ်ဆိုတာကိုတက်တည်ပြသွားတာပေါ့နော်ဟိုကိုမကြင့်တော့ကိုမရဘူးပေါ့ သူတို့ဘာကျင့်ဦးနေတော့သူတို့ဘာပဲရမှာပေါ့ကောင်းတာလဲလှုပ်တဲ့လူပဲရမှာပဲမကောင်းတာလဲလှုပ်တဲ့လူပဲရမှာပေါ့သူလှုပ်လို့ကိုခံရတယ်ဆိုတော့မျက်မြင်ပေါ့လေဒါပေမဲ့တကယ်ကြတော့ဉာဏ်မြင်နေဆိုရင်တော့ကိုလှုပ်လို့ကိုခံရတာကြီးပဲပေါ့ဒါကတော့နားလေရတော့ခက်တာပေါ့ ကိုလုံးလို့ကိုခံလို့တစ်ဖက်ကလည်းကိုကောင်းတာလုံးမှလည်းကိုဆန်းမှာပဲပေါ့သူကြင့်ပြီးတော့ကိုကဖျားဖြစ်ခြင်းလို့ယဟန္တာဖြစ်ခြင်းလို့တော့မရဘူးပေါ့လေအဲမကောင်းတာလည်း तू မကောင်းတာလုပ်ပြီးတော့ကိုဒုက္ခရောက်လို့ကိုဒုက္ခရောက်ခြင်းလို့တော့မရဘူးပေါ့လုတ်တဲ့လူပဲရမှာပဲရရှိမှာတကယ်အမှန်တရားတော့ပေါ့လေအခုလဲဒါအထက်မှတ်ပဲနဲ့ ဟိုလင်းနောက်ကြမှုကြုံသွားတယ်ဗောလေဟိုအဖွဲလိုက်ဖြစ်လို့လဲပါတာဗောလူနေတယ်ဆိုရင်တော့တလုံးမခက်ဘူးဗောလူများတော့လဲပါသွားရင်လဲတတွေကြီးပဲဗောကြံခဲ့ရင်လဲတတွေကြီးကြံခဲ့တာဗောတော့ဒီလိုကြံခဲ့တဲ့အတွက်ဒီမှာဘီနန်အဖွဲတွေနဲ့ဒီစစ်စစ်ဒါအစည်းအဝေးလေးတွေလုပ်လို့ရတာဗောလေမျှဝေလို့ရတာဗောပြီးတော့အနားလဲရသွားတာဗော ောက်လျှောက်မယမနာအချိန်လူပြီးတော့သွာလာနေရတာတွေကဒီကိုလံဘိုကနေအိန္ဒိယကိုပြန်ကြွမယ်ဆိုတဲ့အချိန်မှာပဲဟိုဘလို့မှရှောင်မရပဲပေါ့လေခုလိုနှောင့်နှေးမှုဖြစ်သွားတာပေါ့အနည်းဖြင့်တန်ဃာပါတချောင်အလူပွဲပစ္စည်းနဲ့ဆွန်းနေလူတန်းနဲ့ပွဲကိုလည်းအချိန်ပြီးတော့မရောက်နိုင်တော့ဘူးဒါမဲ့လည်းတစ်ဖက်မှာရှိတဲ့ဗီယက်နမ်ဖွဲ့တွေ အိန္ဒိယနိုင်ငံသားအဖွဲ့တွေနဲ့မြန်မာအဖွဲ့တွေပဲပေါင်းပြီးတော့မှလက်ရှိတဘာတရားဥတာနေရာမှာပဲပေါ့တုံးတက်တမိုင်ကိုဆောက်လက်ဆနေရာမှာပဲယာယီပြင်ဆင်ပြီးတော့မှအခမ်းအနားအခမ်းအနားကိုမနေ့9နိုင်ရန်နေ့17နိုင်ရောက်ထိပေါ့ကျင်းပဖို့တော့စီစဉ်ထားတာပေါ့စားစရာတွေကိုတော့ဘူးတွေနဲ့ထည့်ပြီးတော့မှတဘာချင်းစီကိုလှူဒန်းလိုက်မှာပေါ့လေကိုเจ้าမှာကိုပြန်ပြီးတော့ဖုံးပြလို့ရတယ် ဟိုဒီမှာဖြစ်သွားတော့ဒီမှာအခုလိုလင်းနောက်ကျသွားတဲ့အခါကျတော့လေတစ်ဖက်ကအာတချက်ကတော့ဒီမှာလဲဒီလိုတခြားဘာသာကြားတွေနဲ့အတူတူပေါ့လေသူတို့လည်းဆရာတော်တို့လိုပဲလင်းနောက်ကျတဲ့အခါကျတော့ဒီမှာပဲတဲခိုကြဒီရောက်တဲ့အခါကျတော့လေဟိုမထင်မှတ်ပဲနဲ့ပေါ့ဒီညနေကျမှ ူတို့ကပါရာကြီးတရားနဲ့ပတ်သက်ပြီးတော့မီးမြန်းတာပေါ့လေမီးမြန်းတာနဲ့ရှင်းပြပြစ်သွားတာပေါ့အင်္ဂလိပ်လိုရှင်းပြပြစ်သွားတာသူတို့လည်းတရားအလုပ်ကိုတော့စိတ်ဝင်စားကြတာပေါ့လေလူငယ်တွေဖြစ်တာလည်းပါမှာပေါ့နော်ဟိုနားလေလက်ခံနိုင်တဲ့သဘောတော့ရှိတာပေါ့ ဒါမျိုးကလည်းကြုံမို့မလွယ်ဘူးပေါ့လေခက်ကလာချင်းနေရတော့မထင်မှတ်တာတွေအများကြီးဖြစ်တာပေါ့တမင်တကာကျူတင်စီစဉ်ထားရင်တော့မှပြက်ချင်ပြက်သွားနေတာပေါ့လေဒီလိုမထင်မှတ်ပဲဖြစ်တာမျိုးကြတော့ဒါဖြစ်တဲ့လို့ဖြစ်တာပဲပေါ့ကောင်းတာလည်းရှိမှာပေါ့ဆိုးတာလည်းရှိမှာပေါ့အဆိုးကောင်းတော့ရောနေတာပေါ့ တော့ဒီလိုဒေါက်တာဖွဲ့ရတာ ਨੇ ပတ်သက်ပြီးတော့มาလဲဟိုဓာရီကဟိုမပုံသေးလို့ပေါ့เนาะလိုအပ်တဲ့အခါမှာပြဖို့ပေါ့လေနေရာတိုင်းမှာတုံးဖို့တော့မဟုတ်ဘူးပေါ့ဆရာတော်နားလေတလောက်ပေါ့လိလာရတလောက်ပေါ့ဓာရီကဟိုဆရာတော်အနေနဲ့ငယ်ငယ်ကြားကတက္ကသိုလ်တွေမှာဘာသာရေးမှာပဲဖြစ်ဖြစ်ပေါ့ logi ဘိုင်းဆံရမှာပဲဖြစ်ဖြစ်ပေါ့ ဒီတရားကြောင်းတွေကိုတင်ပြပေးလို့ရသွားတာပေါ့ဟိုစာတင်နဲ့ဟိုစာတင်မှုစာတင်ပြီးဖို့အတွက်ပေါ့လေဘွဲဘွဲရတယ်လို့မျိုးပေါ့ဘွဲရမှာစာတင်လို့ရတယ်လို့ပေါ့တရားဝင်ပေါ့ဒါလည်းဒီဘွဲတွေကလည်းဒီပညာရေးလောကကပညာတတ်တရားပေါ့ဆိုင်ရာနိုင်ငံရေးနယ်ပယ်อ่ะ အာနာရှိတဲ့လူတွေပေါ့လေတကယ်အလုံးလုံးတဲ့လူတွေကဝါးမျိုးတော့မှအတိမတ်ပြုတ်ပေးတာပေါ့သူတို့လောကတွေကိုဆွဲခေါ်တဲ့ဘောပေါ့သူတို့နဲ့အတူတူပေါင်းပြီးတော့မှလှုပ်ဖို့ဟိုလက်ခံလိုက်တဲ့ဘောမျိုးဖြစ်သွားတာပေါ့ဟိုအဲ့ခါကျတော့ဆရာတော်အနေနဲ့ကတရားပြယုံနေမကဘူးပေါ့နော်လူတွေကိုတရားဓမ္မတွေကိုတရားပြအောင်နေမကဘူးပေါ့ ကျောင်းနေပေါ့ကျောင်းနေတက်ကလူတွေမှာပါဒါပညာသင်ပေးဖို့အတွက်ကိုလက်မှတ်တစ်ခုရတဲ့ဘောပေါ့တရားဝင်ခွင့်ပြုချက်ရတဲ့ဘောမျိုးဖြစ်သွားတာပေါ့နောက်တစ်ခုကလည်းကိုယ်တိုင်တက်ကလူတွေတီထောင်မယ်ဆိုရင်လည်းဟိုလွယ်ကူသွားတာပေါ့လေနောက်တခြားခွင့်ပြုချက်တွေဘာတွေတောင်းမယ်ဆိုလည်းဟိုဘလို့ပွဲတဲ့စိတ်တွေတရားဝင်ပေါ့ပညာရေးဆိုလည်း ပညာရေးနဲ့ပတ်သက်အလုပ်လုပ်မယ်ဆိုရင်ဘယ်လိုတက္ကသိုလ်တွေကအဲဘယ်ဘွဲတစိတ်တွေရရှိထားလဲပေါ့အဲဒါမျိုးတွေကအဲလိုအပ်တာပေါ့အခုဆိုလဲဒါအိန္ဒိယကနောက်မက္ဆီကိုကဒါတွေကနောက်လဲတခြားပညာတက်တွေနဲ့ပေါင်းပြီးတော့မှဒီဖျားစာရောပေါ့လေဘုဒ္ဓဘာသာရောပေါ့နောက်လောကီပညာတွေရောသင်သင်ယူဖို့ပေါ့သင်ပေးဖို့အတွက် လမ်းပွင့်သွားတာပေါ့လေအဲဒီကလည်းဒါဘီအန်အန်ဘက်ကနေပြီးတော့ဟိုသူတို့တတ်နိုင်တဲ့ဘက်ကဆရာရဲ့ဒီတာနာပြုတဲ့လုပ်ငန်းပေါ့ကုလကောင်းမှုလုပ်ငန်းပေါ့နော်နောက်ဒီကကောင်းကျိုးပြုလုပ်ငန်းတွေပေါ့ရေးချမ်းရေးလုပ်ငန်းတွေမှာပို့ပြီးတော့ထိရောက်လုပ်စီခြင်းနဲ့ပြတ်ပေါ့လေသူတို့ဘက်ကစီစဉ်ဆောင်ရွက်ပေးတာတွေပေါ့ ိုကိုကတုံးတက်ဖို့လေလိုတာပေါ့နော်ဒါကိုဘွားရှိတယ်တုံးတက်ဖို့လိုတာပေါ့ကိုမှာဥစ္စာရှိတယ်တုံးတက်ဖို့ပေါ့ကိုမှာပညာတတ်တယ်ပေါ့ဒီပညာတွေကိုတုံးတက်ဖို့လိုတာပေါ့ဒီဘွဲတစိတ်တွေဆိုတာလဲဒါတွေကသူ့နေရာနဲ့သူတုံးရတာပေါ့လေတုံးရှိမှလဲတုံးတက်အောင်လဲကြိုးစားရတာပေါ့အများကြီးလဲအဲ့လိုမျိုးသင်ပေးရတာပေါ့ကြွားဝခြင်းနဲ့စိတ်နဲ့မဟုတ်ပဲနဲ့အကျိုးရှိအောင်တုံးတက်ဖို့ကြိုးစားရမှာပေါ့လေသူ့နေရာနဲ့သူ သူ့အချိန်နဲ့သူတုံးရတာတဘောမျိုးသူ့ပြင်နိုင်ငံသားတွေသွားတဲ့အခါမှာဆရာတို့ကဟိုပညာရေးနဲ့ပတ်သက်ပြီးအလုပ်လုပ်အီတလီမှာရေးတာခွင့်တော်လဲဒီတိုင်းပေါ့ဆရာတို့မှာဘလို့ဟိုအစိုးရနဲ့ပတ်သက်ပြီးတော့မှာပေါ့လေဘလို့ဘွဲရစိတ်တွေရတာတိုင်းရှိလဲဘယ်ဘယ်เจ้าနေတက်ခဲ့လဲအဲ့လိုပေါ့လေဒါတွေကလိုအပ်တာပေါ့ဒီတွင်းမှာတော့ဆရာတို့အနေနဲ့က နှစ်ပေါင်း20လဲကြော်ပြီဆိုတော့တိတ်ပြီးတော့မခက်ခဲလာဘူးပြိပမှာကျတော့နိုင်ငံခြားနိုင်ငံခြားအဖွဲ့အစည်းတွေပေါ့တက္ကသိုလ်တွေကအတိမတ်ပြုမှုတရားဝင်လိုအပ်တာအဲအဲ့ဒီလိုအပ်ချက်ကိုဒီဘွဲတစိတ်တွေကနေပြီးတော့ဖြည့်ဆည်းပေးတဲ့တဘောတရားမျိုးပေါ့ဘဝရင်း၃လတရားစကန်ကလည်း အခုဆိုရင်တော့ဒါလူပေါင်း200ကျော်လောက်ဖြစ်သွားမှာ200နဲ့300ကျားလောက်ဖြစ်သွားမယ်။နေရာအနေနဲ့ကတော့ခုချိန်ထိတော့တိတိကျကျဓမိုင်ဝင်လို့မရှိသေးဘူးပေါ့လေ။ဟိုအခြေအနေကအမျိုးမျိုးပြောင်းနေတာလည်းပါတာပေါ့။ဆရာတော်အနေနဲ့လည်းဒီမဖြစ်ခင်တော့ကတော့တမျိုးပေါ့ဖြစ်လာတဲ့အခါကျတော့ဟိုဖြစ်တဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့မှာပေါ့လေ။ တတ်နိုင်တော့အကောင်းဆုံးပေါ့အကောင်းဆုံးအတင့်တော်ဆုံးနေရာတွေဓမ္မယုံတွေပေါ့နေရာတွေကိုအသုံးချလို့ရအောင်အဓိကကလည်းနောက်တစ်ခုကလည်းအိန္ဒိယနိုင်ငံမှာဆိုတော့အိန္ဒိယနိုင်ငံသားတွေပေါ့ဘာသာကြားတွေရှိမြဲဗုဒ္ဓဘာသာတွေရှိမြဲပေါ့သူတို့ ਨੇ ပတ်သက်ပြီးတော့မှသူတို့သူတို့အတွက်အဆင်ပြေဖို့ပါထည့်ပြီးတော့စဉ်းစားရတာပေါ့လေကိုလူ200 300အတွက်ပဲမဟုတ်ဘူးပေါ့ နောက်ထပ်လည်းရောက်လာနိုင်ရတာပေါ့သုံးလပြည့်မဟုတ်ဘဲနဲ့ရက်ပိုင်း အချိန်ပိုင်းရက်ပိုင်းလာကြတာတွေလည်းရှိနိုင်တာပေါ့သူတို့တက်ကူပါထက်စင်းသားပြီးတော့မှအဆင်ပြေအောင် ဆောင်ရွက်နိုင်ဖို့ကြိုးစားတာပေါ့လေသုံးလတရားစခန်းဗုဒ္ဓဂယာမှာတော့လက်တွေ့တော့ဖြစ်မြောက်လာပြီပေါ့အဲဒီကအဲ့ဒါကိုအကောင်းဆုံး သုံးချနိုင်မှုဆက်ပြီးတော့ကြိုးစားသွားအောင်ပါဗောနလက်တွေ့လှုပ်ကြည့်မှပဲပို့ပြီးတော့နားလေတဘောပေါက်နိုင်ပါအများနဲ့ပတ်သက်တဲ့ဖရာတရားတန်ခါနဲ့ပတ်သက်တဲ့အခါကျတော့စိတ်ကူးရတာတော့မပြည့်စုံနိုင်ဘောနဲ့လက်တွေ့လှုပ်ကြည့်မှပဲနားလေတဘောပေါက်မှပြည့်စုံမှာပေါ့ပြောလို့မရတာဒီသူတင်ပြီးတော့နားမလည်နိုင်တာကြီးလည်းအများကြီးရှိတာ